ဥရွှေအောင်တင်းရလဲဓာမနာမည်ကြီးသူပကြီလောကမှာဓာမင်းသားဆိုပြီးတော့ခေါ်ကြတယ်စုတ်တယ်နဲ့ရေးတယ်ဓာနဲ့ရေးတယ်ဆိုတော့ဒါ technique တွေပါမင်္ဂလာပါခင်ဗျာဥပ္ပနဘောဆာကျူဆိုပါရယ်ဒီနေ့ကျွန်တော်ပကြီကားတွေကိုအရန်ချင်းမြန်လို့ပြီးတော့ပကြီတွေလည်းစုဆောင်းတယ်ပကြီပြပွဲတွေကိုလည်း အာစီစဉ်ကျင်းပတဲ့ကျွန်တော်မိတ်ဆွေတယောက်အိမ်ကိုရောက်နေတာဖြစ်ပါတယ်။မကြာခင်မှာကျင်းပတော့မယ့်ပြည်ပြပွဲတစ်ခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းသိချင်တာလေးရှိလို့ရောက်နေတာဖြစ်ပါတယ်။အားလုံးလိုက်ကြည့်ပေးပါဦးဗျာ။ဟုတ်မင်္ဂလာပါ။ဟုတ်ကဲ့မင်္ဂလာပါ။စောင့်နေကြပါရဲ့။ဟုတ်ကဲ့။တခါခုနဲ့ပြောပြတော့လေပြည်ပြပွဲလေးတစ်ခုလုပ်မယ်ဆိုတာလေးသိလို့အဲ့ဒါရောက်လာပါ။ဟုတ်ကဲ့။အဲ့တော့ဟိုဒီပြပွဲနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအကို ဟိုဘလို့စီစဉ်ဖြစ်တာလေးဘလို့နာမည်ပေးထားလေးဘာဖြစ်တာလေးပါလဲလဲလာပြောဒီပြဝဲချင်းပါမဲ့ရက်ကဆရာဦးမျိုးသားအောင်ရဲ့ဆရာပေါ့ဟုတ်ကဲ့ဆရာဦးရွှေဘောင်ဒိန်းရဲ့ဟောဒီကွယ်လွန်ခြင်း30နှစ်ပြည့်ပြည့်အဲ့ဒီအချိန်နဲ့ကျွန်တော်ပြဝဲလုပ်တဲ့အချိန်နဲ့အချိန်ကွက်တီချိန်ကွက်တီပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပါပြဝဲရဲ့နာမည်ကလည်းဟောပေါ့သာဝရဂါရဝဆိုတော့ဟိုဟို အတိတ်ပဲလေးတိုက်တယ်လေးပေးထားတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တိုက်တယ်လေးပေးထားတော့ဒီဆရာကားကြီးလဲကျွန်တော်ကတော်တော်များများဆရာနဲ့ဆရာဇီယန်ကြီးပြီးတော့ဒဇဒဇစုစုဆောင်းလာတော့ဆရာကလည်းသူ့ရဲ့ဟိုကားလေးတွေကျွန်တော်မှတော်တော်များများရှိနေတယ်ပြီးတော့ဆရာရဲ့ဆရာဆရာဟုတ်ဟိုကွယ်လွန်ခြင်း30နှစ်ပြည့်နေလဲတိုက်ဆိုင်တော့ဟုတ်ကဲ့ဒီဒီတိုက်တယ်လေးကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ် Eternal Home Age ဆိုပြီးတော့သူ့ဆရာအပေါ်မှာသူ့ရဲ့ ကာရတရားတွေဟုတ်ကဲ့ပါဟိုပြန်လဲဒရိယအောင်မျိုးပေါ့ဒီပွဲလေးကိုစီစဉ်ဖြစ်တာလေဟုတ်ကဲ့ဟုတ်ဆရာတို့ကောအခုတို့ကောတကယ်အမှတ်တရပွဲလေးပြောလို့ရတယ်ပွဲလေးပါဘယ်နှကားလောက်ပြပြလဲအာဆရာရဲ့ဆရာကားက6ကားပေါ့6ကားဆရာရဲ့ကားကတော့35ကားလောက်ရှိပါအော်လောလောဆယ်ရောအခုအဲဆရာကားတွေအခုအိမ်ထဲမှာလက်ထားထားရှိသေးတာလေ အဲ့ဒါဆိုနည်းတော့ကျွန်တော်ဝင်ကြည့်ရအောင်ဟုတ်ကဲ့ဟုတ်ကဲ့ဒါပါအခုဒါလေးရောဘယ်လိုစိတ်ကူးလေးနဲ့စုပြသဒီအားဒီဟိုဒီမြေဆိုင်ဖရားပေါ့နော်မြန်မာပြည်ရဲ့ဇီဒီပထိုးကြီးပေါ့ဒီအာဆီယံနိုင်ငံတွေပေါ့နော်အဇီဒီပထိုးကြီးမှာတော့ဒီ blue pan ဆွဲလေးကိုဟုတ်ဟိုထည့်ထွင်းပြီးတော့ဟို blue pan ဆွဲကိုထည့်ကြတာပေါ့နော်ဒါဒီပါဠိလိုပြောမယ်ဆိုတော့ခီတိမုခလို့ခေါ်တာ ခီရီမုခဆိုတော့သူ့ရဲ့ရာဇဝင်နေရှိတာပေါ့အော်ရာဇဝင်လေးတွေနဲ့ဒီဟိုတေချာလေးဆရာစိတ်ညစ်ပြီးတော့ခံစားပြီးတော့ဒီအောင်ရည်ရတာပေါ့နော်ကျွန်တော်ဆရာကားကြီးတောက်လျှောက်စူဆောင်းဖြစ်တော့လေဟုတ်ကားတော်တော်များများတော့တွေ့ဖြစ်တယ်တကယ် night ထဲမှာတော့ဒီကားလေးတကတော်တော်လေးကိုလက်ရပြ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 နဲ့လက်ရလည်းမြောက်တော့ပေါ့နော်ထူးလက်ထူးကြတယ်ဟုတ်ဆရာ တခြားလက်ရာတွေနဲ့လည်းပွဲထွက်တယ်အဲ့လိုအဲ့လိုခံစားရတယ်ဟုတ်တယ်ဆရာဒီကားကြတော့လေဇီရီယာတပ်ပေဘယ်ရစီပြီလဲဟိုတွန်တေးကဟိုရွှေစံတော်ဖျားပါခင်ရွှေစံတော်ဇီရီယာဟုတ်ကဲ့ဒီဒီကားတော်တော်မြင်တာလေတော်တော်ထူးထူးခြားခြားဒီဆရာလက်မှတ်ကဟိုအမြဲတမ်းဒီဆရာရဲ့ အဲ MDO လက်မှတ်ကကြတော့မြင်မှုနေကြလည်းဖြစ်ပြီးတော့ဒီလိုနှစ်ခုလက်မှတ်နှစ်ခုမြန်မာလက်မှတ်နဲ့အဲ့လိုထိုးထားတာတကောင်းမတွေ့ဘူးဗျာဒီကားပေါ်မှာတွေ့ဘူးဗျာအဲ့လိုပြောပြပါဒါတော့ဥစားပါဒါတတော်လေးလူဒီခါလေးကျရင်စိတ်ကူးပေါက်တဲ့ခါပေါ့နော်ထိုးတဲ့သဘောပါပဲအဓိကတော့ဒီကားကဟိုဒီကားအနေနဲ့ပြောရရင်ဒါဥစားပေါ့မြန်မာနှစ်ဆန်းတည့်ရနေ့မှာ ဟုတ်ကဲ့ဒီတွန်တေးရွှေစံတော်ဘုရားပေါ်မှာသူတို့တဲပုံစီတွေကိုတည်ကြတာပေါ့နော်အဲဒီရွှေစံတော်ဘုရားပတ်လည်မှာ ရှိတဲ့ရွာတွေရှိကြတယ်အဲဒီရွာတွေထဲမှာရှမ်းရွာ၄ရွာရှိရှမ်းရွာ၄ရွာကသူတို့ချားရွာတွေလည်းရှိတော့ရှိမှာပေါ့နော်ဒါပေမဲ့လူများတဲ့ရှမ်းရွာ၄ရွာဆိုမအောင်ဟိုဆိုတော့တွန်တေးတိန်တန်ဆိုရင် ရှမ်းစုကြီးကြီးရွာဆိုတာဒါသူတို့ရွာလည်းပါတယ်။အခုဒီလေးရွာထဲမှာသူတို့တရွာပါပါတယ်။ဟုတ်ကဲ့။တခြားသုံးရွာရဲ့သူတို့ကအဲ့စုပြီးတော့23ရက်နေ့တိုင်းမှာသူတို့အဲ့တဲပုံစီဒီဖះပုံမှာတည်ကြတယ်။ဆိုတော့အဲ့23ရက်နေ့ရဲ့ဟိုထိမ့်မှလေးသဘောမျိုးလေးနဲ့လဲပေါင်းကျွန်တော်ဗမာလူထိုးလိုက်တာလည်းပါပါတယ်။ဟုတ်ကဲ့။ဟုတ်။ဒါနှစ်စဉ်ဟိုနှစ်စဉ်ပါတယ်ဖះပဲ။ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာသူတို့သူတို့ကျွန်တော်တို့တီးကြတော့မမှတ်မိဒါပေမဲ့ အခြေအနေရာငလန်းရှိပြီတဲ့နှစ်ပေါင်းတော်တော်ကြာကြာတဲ့သူတို့အဲ့မှာလုံကြတဲ့အစင်လာဒီတစ်ခုမှာကြတော့ဟောအပင်ကခုတ်ထားတယ်ခုတ်ထားပြီးတော့မှအညွန့်လေးတွေပဲထွက်နေရရတာဆိုတော့ဟောအပင်တစ်ခုလည်းအဓိကမဟုတ်တော့ပဲလေတခြားတင်းလေးပါရတယ်ခင်ဗျာဒါဒီကားလေးနဲ့ပတ်သက်ပြီးတော့လည်းပြောပြပေးပါဦး ဒီကတော့တော်တော်တော်များများကြီးဘူးတာတော့အဲ strength of life ပေါ့နော်အဲဆိုရင်ခေါင်းစဉ်နဲ့ရေးတဲ့ကားတွေကတကားပဲလို့ပြောအောင်ပါဘူးနော်ဆိုဒီနေရာတွေကတော့ကျွန်တော်တို့ဝူးစားပါပဲဟိုလူတွေမှာဂျုံရတဲ့လောကရန်တွေပေါ့နော်အဲဒီလောကရန်တွေဘလို့ပဲဂျုံဂျုံကျွန်တော် resilient ကိုပေါ့နော်ဒီနေရာတွေကိုဟိုခံနိုင်ရရှိရမယ်ဆိုတော့ message စီတခုပါပဲအဲ့ဒါအဲ့ဒါလေးကို အဓိကထားပြီးရေးအောင်ပေါ့နော်ဒီကားလေးစုပြေသွားတယ်ပြောပါဦးဒီကားလေးဆိုရင်ဒါဆီက2002ပါဆွဲခဲ့ကားပေါ့နော်တပတ်အားဖြင့်ဆိုရင်တော့23နှစ်လောက်ရှိပြီနော် ဟိုဒီ nature ပန်းကားလေးပေါ့နော် nature ပန်းဆိုတာဒီကဘာကျော်ပကြီးဆရာကြီးတော်မများတော့ nature ပန်းကြီးဆွဲကြတာပေါ့ဒါကြောင့်ဒီမှာပကြီးဆရာတယောက်အနေနဲ့ဖန်တီးတာပါနော်ဟုတ်ကဲ့ဖန်တီးတာတဲ့ဒီ nature ပန်းကားလေးဆိုတော့ကျွန်တော်လည်းတော်တော်နှစ်နှစ်သက်သွားတော့စူးစောင်းဖြစ်တာပါနော်ပြောမယ်ဆိုရင် nature ပန်းကကြီးလိုက် nature ပန်းရဲ့သူ့ရဲ့ nature ကိုဟာသူကမာတယ်လေ plastic plastic ပန်းလို့ပုံစံမျိုးဖြစ်နေအောင်ဟုတ်တယ်ဒီဟာကိုဆရာက knife နဲ့ နေချာပန်းလေးကိုတော်တော်လေးကိုနူးနူးငင်းငင်းလေးဖြစ်အောင်ဟုတ်တယ်ရေးွားတဲ့ဟာလေးကကျွန်တော်တို့ကဟိုတော်တော်လေးနေချာရဲ့ structure ကဟိုအဒီအလေကဟိုသူ့ရဲ့ပုံကထူတော့မထမ်းအဲ့တော့ဟိုပြောလို့လည်းတောက်တယ်ကွာဒါပေမဲ့ jump night မှာရှိရဲ့အရွက်တွေကညော့တယ်ကွာနော်အညော့နေရတာကြီးရနော်ဒီကားဆိုရင်အရှိရပဲကြီးကြီးပေါ့နော်ဒီဘေးဆောင်ကြီးကြီးတကယ်ကို 3D လေးလို့ဖြစ်နေအောင်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် 3D လို့ကြွားပါ တော်တော်လေးကိုကျွန်တော်လည်းနှစ်သက်သွားတာနဲ့ဟုတ်ကဲ့စူဆောင်းဖြစ်သွားတာအထဲမှာအဲ့ဟောကောသူလင်းသူသူရမ်းကြိုက်တဲ့အဲ့ဒီ night နဲ့ဂျာပန်ကာလီရှိရဲ့ဆရာအဲ့ဒါလေးကျွန်တော်နည်းနည်းမေးရင်တော့စုတ်တယ်နဲ့ရေးတယ်ဓာတ်နဲ့ရေးတယ်ဆိုတော့ဒါ technique တွေပါဟုတ်ကဲ့ပကြီးရတော့ပကြီးပါပဲเนาะကျွန်တော်တို့အဲ့တော့ဟိုဒီအားကြတော့ဓာတ်နဲ့ရေးတဲ့ဟာကြတော့စုတ်တယ်နဲ့သဘာဝချင်းမတူတာ ူကအယောင်အားတွေစေးအားတွေမှာစေး value တွေမှာလည်းစုတ်တန်းတယ်กว่าတာပေါ့เนาะဟုတ်သူကအမားတော့မခံဘူးအမားမခံဟုတ်တကယ်လို့ဟိုမှားသွားရင်လည်းစိတ်တမ်းမကျရင်ပြတ်သွားတာပေါ့เนาะ what the ya မမိတော့ဘူးလीပြန်ပြင်လိုက်ပြီဆိုရင်ဟုတ်ကဲ့ဒီတင်ထားတဲ့ဆွဲထားတဲ့အချက်မျိုးကိုဟုတ်နောက်တစ်ခါပြန်ဆွဲရင်အဲ့ညာတိတာတယ်လीထစ်သွားဟုတ်ကဲ့ဟုတ်ကဲ့ထစ်သွားဟုတ်အဲ့လူလေးနည်းနည်းกว่าတာပါမှန်တော့ရေးတာတော့ မကြည်ပါပဲဟိုတက်ကလစ်ပြောင်းသွားတာတခုပါဒီကြောက်တုံးကားနဲ့ပေါ့နော်ဒီကြောက်တုံးဆရာစီကကျွန်တော်ဆပြီးတော့ဟိုမာယူတော့ပေါ့နော်ဒါနဲ့တူတူပဲ time ကြည်ဆရာတယောက်လည်းအဲ့လိုကြောက်တုံးလေးဒီလိုမျိုးပုံစံမျိုးလေးဆွဲတာတင်တာတွေ့တော့ဟိုကျွန်တော် time ကြည်ဆရာကြီးကလည်းတကားအပီးဖြစ်တယ်အပီးဖြစ်တဲ့အချိန်မှာတကယ် ဒီနှစ်ကားလုံးရှင်သူရောက်လာတဲ့အခါမှာဒီနှစ်ခု꿰လွဲနေအောင်ဟုတ်ကဲ့အခု꿰လွဲရဆိုတာဒီကကျွန်တော်တို့ဒါကိုမြန်မာပကြီးဆရာပေါ့ဟုတ်ကဲ့ဖန်တီးထားတဲ့ဟာလေးอ่ะပြောမလို့ဆရာရဲ့ဖန်တီးမှုလေးอ่ะပေါ့ပြောမလို့အထွေးပါတယ်ပေါ့နော်သူ့ရဲ့ hyper realism ဆရာထွေးပါဟုတ်ကဲ့နောက်ကားလေးတကားရှိတယ်ဆရာကားလေးအဲ့ကားကျတော့တေးတယ်ဟုတ်ကဲ့ကျောက်တုံးကားလေးအော်အဲ့ကားကျတော့အဲ့ကျောက်တုံးလေးတုံးပေါ်မှာဆရာရဲ့ဒီဆရာပေါ့ ဝှရွှေအောင်တင်းဟုတ်တယ်ရဲ့နာမည်လေးနာမည်လေးဟိုပါအော်တီချာလေးဟိုလူရောက်မယ်ထိုးရတော့တီချာလေးဟိုဒီမှာလူတွေဟိုကျောင်းတော့မှာသွားပြီးထွင်ပြီးရေးသားတယ်လို့ပြောလေးပြအောင်အဲ့လိုမျိုးလေးပုံစံမျိုးလေးလောက်တာအော်ကားလေးဒီအကားလေးဒီပြပွဲမှာလည်းထက်ပြထက်ပြမှာအော်ဟုတ်ကဲ့ဟုတ်ကဲ့။အားကြောင့်လို့ဆိုဆရာဒီဆရာကိုအလွန်ချင်းဟိုပြန်ပြီးတော့တတိယရတယ် ပွဲလေးလည်းဖြစ်တယ်ဖြစ်တယ်ပြီးတော့ဒီကားထဲမှာဆရာရဲ့နာမည်လေးပါပါအောင်ရေးထားတာဆိုတော့တကယ်အမှတ်တရပဲတို့ညောင်ရဲ့အမှတ်တရပဲလीပြောမလို့ဒီအောက်မှာဆိုင်းလေးရှိရပေါ့ဒီကြောက်တုံးလေးပုံမှာကျတော့ဟိုဆရာရဲ့ဆရာဆရာနာမည်လေးရှိဆရာနာမည်လေးရှိနေတော့ဒါပြောမှဆိုရင်အညာဒီရတွေကိုတွားလိုက်ရင်လीအဲ့ရပါကြီးတင်လीအောက်ရောက်ပါရင်တကယ် အေးသွားတယ်ဒီမှာပူနေတယ်ဒီနားမှာအေးနေတဲ့အရာရတာရတာဟုတ်တယ်ဆရာနှမျိုးပေါ့ဒီလို hyper realism ဆွဲတဲ့အခါမှာလည်းဒီတိတိလေးတွေနေလဲဆွဲဟုတ်မနောဟိုဓာချစ်ပကြီးလေးလေဆရာရဲ့ပကြီးအားတော်တော်ကောင်းအရင်ကောင်းတယ်နော်ဟုတ်ဆရာရဲ့ဆရာဒီဥရှူအောင်တင်းရလေဟုတ်ကဲ့ဓာမာနာမည်ကြီးဟုတ်ဓာမာနာမည်ကြီးဟုတ် သူပကြီလောကမှာဒါမင်သာဆိုပြီးတော့ခေါ်ကြတာဒါမင်သာဥရှိအောင်တိမ်ပေါ့ဟုတ်အဲ့တော့ဆရာကလည်းဒီပညာအမွေကိုကောင်းကောင်းရခဲ့တယ်ချင်းဒီလူဝေဒရမင်းများကတော့ဒီ hyper realism ဘက်ကိုခေါ်တဲ့ဒါဒရမင်းများကတော့ဆရာကားကိုပူတဘောချတဘောချเนาะဟုတ်တယ်ဒါပေမဲ့ကျွန်တော်ရဲ့ personal ကြတော့ကျွန်တော်ဆရာ knife knife နဲ့ဆွဲတာကျွန်တော်ပူပြီးတော့ဟိုထိတာပေါ့ဟုတ် တော်တို့ဆရာမျိုးသားအောင်ရဲ့အရန်အမှတ်တရဖြစ်စီမဲ့ဒီပကြီးပြပွဲလေးကိုအာ Eternal Homage လို့ title လေးပေးထားပါတယ်35လမ်းမြန်မာအလှပကြီးပြကမ်းမှာလာမဲ့ November 6ရက်နေ့ကနေစပြီးတော့16ရက်နေ့အထိတောက်လျှောက်ပြသထားမှာဖြစ်ပါတယ်ဆရာလက်ရပကြီးကားတွေကကြည့်တဲ့လူရဲ့ရင်ထဲကိုရောက်လဲရောက်တယ်အေးလဲအေးသွားစီတဲ့လက်ရတွေအများကြီးကို တဝကြီးတနေရာထဲမှာခန်းစားလို့ရမှာဖြစ်တဲ့အတွက်အချိန်ရရင်လာရောက်ပြီးတော့အားပေးပါအောင်လို့အားလုံးဖိတ်ခေါ်ပါရစေခင်ဗျာ